ဟာတာ၆ချားပွဲတရေဇလန်းအခန်းတဖုန်ကြီးเจ้าနဲ့စိန်တို့ဒီဇလန်းကိုအိရာတဲ့ခေါင်းချီပြီးနားထောင်ပါဒါမှတင့်ရဲ့ညာဘက်အိမ်မက်တွေနဲ့လိုက်ပါမဲ့ဧည့်သည်တွေကိုကြိုတင်ပြင်ဆင်နိုင်ပါပါတောနဲ့ကြီးရဲ့ဘဟုမှာရှီဟောင်းဖုန်ကြီးเจ้าတို့ခုညနေခင်းတိုင်းဘာသာရေးတချင်းတွေနဲ့ပြည်နေတတ်ပေမဲ့ ညသခေါင်ကြတဲ့အခါဒီเจ้าရဲ့နယံတွေကမိတုံမိတုံအတန်တွေကိုဖုံးကွယ်ထားတတ်တယ်။ဒီเจ้าမှာစိန်နှုတ်ဆိုတဲ့เจ้าသားလေးတယောက်နေတယ်။သူ့မှာတာမန်လူတွေမမြင်နိုင်တဲ့အရာတွေကို မြင်နိုင်တဲ့တတိယမျက်စိရှိတယ်။ဒါကြောင့်သူ့ကိုเจ้าကတရေတွေကအိမ်ကြီးချင်းလိုတောင်ခေါ်ကြတယ်။အခန်းနှစ်တောင်ကြီးကမောင်ဖေတရေ။ တညက်နေခင်စိန်တို့ဟာကျောင်းဝင်းထဲလမ်းလျှောက်နေစဉ်တောင်ဘက်ကတစ်ပင်အုပ်ကူတစ်ခုနားကဖြူဖက်ဖြူဖက်အရေးတစ်ခု ရွေးလာတာကိုမြင်လိုက်ရတယ်။ဒါကလွန်ခဲ့တဲ့နှစ်တွေကဒီကျောင်းမှာတက်ခံခဲ့ရတဲ့မောင်ဖေတရေပါတဲ့သူ့ရဲ့အလောင်းကိုတစ်ပင်အောင်မှာမြုပ်နှံထားခဲ့တယ်။အခုတော့သူ့ရဲ့ဝိညာဉ်ကညဘက်တိုင်းဒီကျောင်းဝင်းထဲလူတစ်တွေကို လာခြောက်တယ်။ စိန်တုတ်ကမောင်ခေတရဲကိုမြင်တော့ဟေ့ကောင်မင်းကငါအတန်းလေးကအိမ်စာမလုပ်တဲ့ចောင်းသားလားဆရာတော်ကြီးကိုညဘက်အိမ်စာမေးဖို့လာနေတာလားလို့ဆောင်ပြောလိုက်တယ်မောင်ခေတရဲလည်းအံ့အားတင်သွားပြီးဟဲ့မင်းကငါ့ကိုဘာလို့မကြောက်တာလဲ ငါသွေးစိမ့်တွေကြနေတဲ့တရေပါနော်လို့អော်လိုက်တာစိန်တုတ်ကအင်းဒါဆိုမင်းကចောင်းတဲ့ကအင်စာအများဆုံးတရေပေါ့ဆိုပြီးပြန်ရလိုက်တယ်စိန်တုတ်နောက်နဲ့ကြည့်တဲ့အခါမောင်ဖေတရေရဲ့ပါဇက်ကတဖြည်းဖြည်းနားထင်အထိ꿰ဟလာပြီးမဲချောင်းတွေကအိုးဆုံးကျူးတွေလိုအစိမ်းရောင်အလင်းတွေထွက်နေတာကိုမြင်လိုက်ရတယ် ဒီတော့ညာဘက်ဖုန်ကြီးကြောင်တစ်ခုခုကိုဖြတ်သွားရင်စိန်တုံးလိုမျိုးတရေတွေနဲ့စကားပြောနေတဲ့သူကိုတွေ့ရင်တတိထားပါဘာလို့ဆိုသူတို့တွေကတယောက်ကတင့်ကိုရေစရာလို့ထင်နေပေမဲ့နောက်တယောက်ကတင့်ရဲ့အသက်ကိုလိုချင်နေလို့ပါစလန်းလေးကတော့ဒီလောက်ပါပဲ။ နေ့စို့ဒီ YouTube channel လေးမှာစိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းလေးတွေကိုညာတစ်ဆက်နိုင်တိုင်းတင်ဆက်ပေးသွားမှာမို့လို့ subscribe လုပ်ပေးထားဖို့မမေ့ပါနဲ့တော့အားလုံးစိတ်ဤကျမ်းမာခြင်းကိုယ်ဤချမ်းသာခြင်းနှင့်ပြည့်စုံနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနှုတ်ဆက်ပါတယ်